မင်္ဂလာပါကျွန်တော်မနှင်းလွင်ပါဒီနေ့ sharing လုပ်ချင်တာကတော့ကျွန်မမိတ်ဆွေကမေးလာတဲ့မနှင်းရေးတဲ့ shopping mall မှာတဲ့ပစ္စည်းတွေဝယ်တယ်လို့တဲ့ကျမတို့အိမ်ဝယ်တာရောတဲ့ပြန် return လုပ်လို့မရအောင်လားတဲ့ cancel လုပ်လို့မရအောင်လားတဲ့ဟုတ်ကဲ့ဒီအခြေအနေလေးကိုဘယ်လို cancel လုပ်လို့ရလဲ return လုပ်လို့ရလဲပေါ့နော်ရှင်းပြပေးမှာဖြစ်ပါတယ်အဲ့ဒါကတော့ကျမတို့အိမ်ဝယ်ရဆိုတော့အင်ကြီးတွေဖက်နက်တွေ handbag တွေဝယ်တယ်လို့မကြာခဏဝယ်တာမဟုတ်တော့ ဆုံးဖြတ်ချက်တွေမှန်ကန်မှုရှိဖို့လိုပါတယ်မြန်ဆန်မှုရှိဖို့လည်းလိုပါတယ်အဲ့အတွက်ကြောင့်မလို့ကျွန်ဗီဒီယိုတော်တော်ပြပြမှာရက်သွားလို့ရှိရင် YouTube မှာကြည့်လို့ရပါတယ်အင်ဝါရီ process မှာလုပ်နေတဲ့အချိန်နဲ့တပြင်းညီလုပ်နေရတာရှိတယ်เนาะ time sensitive ဖြစ်ပါတယ်ပြီးလို့ရှင့်လဲကို offer လုပ်တဲ့ဟာကိုလဲကိုရမ်းကြိုက်နေတယ်မရမှာလဲစိုးရိမ်နေဒါပေမဲ့ချိန်ထဲမှာကိုဈေးများွားမှာလဲစိုးရိမ်နေအဲ့တော့အိမ်ဝယ်တဲ့ process က long process ဖြစ်တဲ့အတွက်ကို service ပေးနေတဲ့ agent နဲ့ကိုတွားနေတဲ့အချိန်မှာ ချို့ဟာတွေကလည်းလက်မှတ်ထိုးလက်မှတ်ထိုးဘာမှမသိဘူးပေါ့နော်အဲ့တော့ဒီအချက်လက်တွေကြိုသိထားမယ်ဆိုရင်ကိုယ်အတွက်အများကြီးသုံးဝင်မယ်ကျွန်မမိတ်ဆွေတွေအများကြီးသုံးဝင်မယ်လို့ယူဆပါတယ်ဘာလဲဆိုတော့ shopping လုပ်တယ်ကြိုက်တဲ့အင်တွေ့တဲ့ offer လုပ်တယ် offer ဆက်ဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော် inspection လုပ်တယ် appraisal လုပ်တယ် appraisal ကထွက်လာတဲ့တန်ဖိုးကကို offer လုပ်တဲ့ price တဲ့ကျော်နေရဆိုရင်ကိုဘာလုပ်လို့ရမလဲဆိုတာပြပြပေးမှာပါကိုပေးတာများသွားတယ်တန်ဖိုးကထွက်လာတာညော့နေရဆိုရင်ကိုက option နှစ်ခုရှိပါတယ်နံပါတ်1မယူလို့ရတယ်အဲ့ဒါ return လောက်တာနဲ့တူတူပဲပေါ့နော်မယူလို့ရတယ်ကိုယ်ဆင်ရန်ပေးထားရင်လည်းပတ်စံဆုံးမှာမဟုတ်ဘူးတပြားမကြံပြန်ရမှာပေါ့နော်တကယ်ဖြစ်ယူမယ်လို့ဆုံးဖြတ်ရင်မလုပ်လို့ရလဲဆိုတော့နံပါတ်1ကိုယ့်ရဲ့ agent နဲ့တိုင်ပင်ပြီးတော့မှသူ့ကိုဈေးလျှော့ခိုင်းလို့ရတယ် repair တွေ request လုပ်လို့ရတယ်เนาะပြောမှရေဆိုတော့ရှင်ညှိလို့ရတာပေါ့เนาะအရက်စကားနဲ့ပြောတော့ ဆိုတော့အဲ့ညိတာတွေမှာကျင့်တတ်တယ်ဆိုမှကိုက happy ဖြစ်တယ်ဆိုမှရှေ့ဆက်သွားလို့ရပါတယ်အဲ့ဒါကို appraisal contingency လို့ခေါ်ပါတယ်အဲ့တော့ကျွန်မမိတ်ဆွေတွေစိုင်းထိုးစိုင်းထိုးဆိုပြီးတော့ဘာမှမသိပဲနဲ့လေကိုပတ်စံနေကိုရဲ့အာ huge purchase ပေါ့နော်ကိုဘွားမှာအကြီးမားဆုံးဟို shopping လုပ်တဲ့ကိစ္စအရောင်းဝယ်လုပ်တဲ့ဝယ်တဲ့ကိစ္စမှာအာကိုအမြဲတမ်းကျင့်တတ်နေဖို့ happy ဖြစ်နေဖို့လိုပါတယ်အဲ့အတွက်ကြောင့်မို့လို့ appraisal contingency ဆိုတော့အာနားလည် agent တွေကအမြဲတမ်း contract တွေမှာထည့်ပေးထားပါတယ်အဲ့တော့ကို offer လုတ်ပြီးမှငွေတပြားမှမဆုံးမဲနဲ့ပြန်ပြီးတော့ဆင်ရငွေတပြားမှမဆုံးမဲနဲ့ပြန်ပြီးတော့ cancel လုပ်လို့ရပါတယ်ဒါပေမဲ့သတိပြုသင့်တာကတော့ကိုရဲ့အာ inspection bo နော် appraisal bo ကတော့ဆုံးပါပါအဲ့တော့အာကိစ္စရက်တွေကို မဆုံးဖြတ်ခင်မှာကိုလဲကြိုက်နေသူများနဲ့လည်းလူယူရမယ်ရလဲရခြင်းနဲ့ဒါမဲ့များမှလည်းကြောက်တယ်ဆိုရင်အချက်လက်တွေကိုနားလဲ professional နဲ့တိုင်ပင်ပြီးတော့မှဘယ်လောက်ဈေးကိုအများဆုံး offer လုပ်ရမလဲဘယ်လောက်ဈေးဆိုအဆင်ပြေမလဲဒါတွေကိုဆွေးနွေးတင်ပါတယ်အဲ့တော့အားလုံးမှာ key ရတော့ကျွန်မအမြင်ပြောရရင် communication 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 ကိုရဲ့ agent နဲ့အမြဲတမ်းစအဆက်သွယ်မပြတ်ဘဲနဲ့ communicate လုပ်ဖို့လိုပါတယ် thank you stay tuned